အာရှတိုက်ရဲ့နှလုံးမှာမီးစာတစ်ခု တောက်လောင်နေပါတယ်။အဲ့ဒီမီးစာကတော့ပါကစ္စတန်ရဲ့အကြီးဆုံးပြည်နယ်ဖြစ်တဲ့ဖလိုချီစတန်ကလွတ်လပ်ရေးအတွက်တိုက်ပွဲဝင်နေတဲ့ဖလိုချီစတန်လွတ်မြောက်ရေးတပ်မတော် BLA ရဲ့ပုံကံမှုဖြစ်ပါတယ်။ဒီပုံကံမှုကဒေတာရင်းတည်နေမှုကိုချိန်းချောက်နေုံသာမကပါကစ္စတန်ရဲ့မဟာမိတ်ဖြစ်တဲ့တရုတ်နိုင်ငံရဲ့ဘီလီယံပေါင်းများစွာရင်းနှီးမြှုပ်နှံထားတဲ့ China Pakistan Economic Corridor CPEC စီမံကိန်းကိုပါတိုက်ရိုက်ပြစ်မှတ်ထားနေပါတယ်။ ။ BLA ကပါကစ္စတန်နဲ့တရုတ်ကိုဘလူချစ်စတန်ကနေချက်ချင်းထွက်ခွာဖို့တောင်းဆိုလိုက်ပါပြီ။ဒီအခြေအနေတွေကဘာလဲ။ BLA ကဘာတူလဲ။ဘာကြောင့်တရုတ်နဲ့ပါကစ္စတန်ကိုပြင်းပြင်းထန်ထန်ဆန့်ကျင်နေရတာလဲဆိုတာကိုအသေးစိတ်လေ့လာကြည့်ရအောင်။ဘလူချစ်စတန်လွတ်မြောက်ရေးတပ်မတော် BLA ဟာတရုတ်နဲ့ပါကစ္စတန်ကိုဘလူချစ်စတန်ကနေချက်ချင်းဆုတ်ခွာဖို့ရှင်းလင်းပြတ်သားတဲ့သတင်းစကားပေးပို့လိုက်ပါပြီ။တရုတ်အနေနဲ့လည်းဘလူချစ်စတန်ကို၎င်းတို့ရဲ့ခွင့်ပြုချက်မရှိဘဲဝင်ရောက်လာတာဖြစ်လို့ တမရရှိချင်းဖြစ်နေတဲ့ Velocistan ကနေထွက်ခွာဖို့အချိန်ရှိနေသေးတယ်လို့ BLA ကဆိုပါတယ်။လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ BLA ဟာပါကစ္စတန်နိုင်ငံရဲ့ဂုံတိုက်ခါကိုစိန်ခေါ်ဖို့အတွက်ဒေတာရင်းတိုက်ခိုက်မှုတွေကိုပိုပြီးတိုးမြှင့်လှုံ့ဆော်လာခဲ့ပါတယ်။ဒါဆို BLA နောက်ကွယ်မှာဘာလို့ရှိနေမလဲ။ဒါဟာတရုတ်ကိုအဆက်မပြတ်တိုက်ခိုက်နေတဲ့ Velocistan လွတ်မြောက်ရေးတပ်မတော်ပဲဖြစ်ပါတယ်။ဒါပေမဲ့တရုတ်နိုင်ငံအတွင်းမှာတော့မဟုတ်ပါဘူး။2024ခုနှစ်အတွင်းမှာတဲ့ BLA ဟာတိုက်ခိုက်မှုပေါင်း150ကျော်ပြုလုပ်ခဲ့ပါတယ်။သူတို့ရဲ့အဓိကပြစ်မှတ်ကတော့ဒေါ်လာ62ဘီလီယံတန်ဖိုးရှိတဲ့တရုတ်ပါကစ္စတန်စီးပွားရေးစင်ကြံ CPEC ပါပဲ။ BLA ဟာလမ်းတွေကိုဘုံခွဲခဲ့ပြီးအလုတ်အရှိန်မြင့်မှုအထူးလေကြောင်းနဲ့ရောက်ရှိလာတဲ့တရုတ်အင်ဂျင်နီယာတွေနဲ့နည်းပညာရှင်တွေကိုလည်းတုတ်တင်ရှင်းလင်းခဲ့ပါတယ်။တရုတ်အနေနဲ့သူတို့ရဲ့ဝန်ထမ်းတွေကိုကာကွယ်ဖို့နဲ့ CPEC စီမံကိန်းတွေကိုလုံခြုံအောင် လုပ်ဖို့ကိုပိုင်းလုံခြုံရေးတပ်ဖွဲ့တွေပါခေါ်ဆောင်လာရတဲ့အထိ BLA ကစိုးရင်စရာဖြစ်လာခဲ့ပါတယ်။ပါကစ္စတန်ကလည်းတရုတ်လူသားတွေကိုကာဝယ်ဖို့အတွက်စစ်ဘက်ဝင်တန်း12000ခန်းကိုချထားခဲ့ပါတယ်။ဒါ့ပြင်တရုတ်နဲ့ပါကစ္စတန်နှစ်ဖက်စလုံးရဲ့စစ်ဘက်ထောက်လှမ်းရေးနဲ့လုံခြုံရေးတွေအားလုံးရှိနေပေမဲ့လည်း BLA ကသူတို့နှစ်ဖက်စလုံးကိုတဦးတည်းတူးထောက်စေခဲ့ပါတယ်။ပိုဆိုးတာကတော့ BLA ဟာဘလူးချစ်စတန်ကိုလွတ်လပ်တဲ့နိုင်ငံအဖြစ်ကြေညာခဲ့တာပါပဲ။ဒါဟာဒေတာတစ်ခုလုံးကိုမီးတောက်စေတဲ့ရဲရင်နဲ့လုပ်ရပါ။ ဒါဆို BLA ဆိုတာဘယ်သူတွေလဲ။ဒါကြောင့်သူတို့ဟာတရုတ်နဲ့ပါကစ္စတန်ကိုဒီလောက်ပြင်းပြင်းထန်ထန်ဆန့်ကျင်နေရတာလေ။တကယ်တော့ BLA ဟာတရုတ်တောင်မှမဟုတ်ပါကစ္စတန်နဲ့တိုက်ရိုက်ပတ်သက်မှုမရှိပါဘူး။သူတို့တိုက်ပွဲဝင်ရတဲ့အကြောင်းရင်းကသူတို့ရဲ့အခွင့်အရေးတွေအတွက်ပါပဲ။ BLA ရဲ့အဆိုအရတရုတ်နဲ့ပါကစ္စတန်တို့ဟာသူတို့ရဲ့အခွင့်အရေးတွေကိုလူယူပြီးသူတို့ဘောမတရားမှုတွေလုပ်နေတာဖြစ်ပါတယ်။ဒီလက်ရှိပဋိပက္ခကိုနားလည်ဖို့ဆိုရင်ဒီပဋိပက္ခရဲ့အရင်းခံအကြောင်းရင်းနဲ့ ် BLA ဆိုတာဘယ်သူတွေလဲဆိုတာကိုနားလည်ဖို့လိုအပ်ပါတယ် BLA ကိုပါကစ္စတန်စစ်တပ်ကစစ်သွေးကြွဒါမှမဟုတ်အကြမ်းဖက်အဖွဲ့ဖြစ်သတ်မှတ်ထားပါတယ်ဒါပေမဲ့ဘလူချီလူမျိုးများသောအတွက်တော့သူတို့ဟာဘလူချီစတန်ရဲ့လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်နေတဲ့လွတ်မြောက်ရေးတပ်သားတွေဖြစ်ပါတယ်ဘလူချီစတန်ဟာပါကစ္စတန်ရဲ့အကြီးဆုံးပြည်နယ်ဖြစ်ပြီး3,4190စတုရန်းကီလိုမီတာကျယ်ဝန်းပါတယ် ဒါဟာဂျာမနီနိုင်ငံရဲ့အရွယ်အစားခံရှိပါတယ်။ဒီဒေသကို1948ခုနှစ်မှာပါကစ္စတန်ကသိမ်းပိုက်ခဲ့ပြီး1948ခုနှစ်မှာအိန္ဒိယကခွဲထွက်ပြီး6လကြာမှဖြစ်ပါတယ်။ဒါပေမဲ့ဘလူချီလူမျိုးတွေဟာပါကစ္စတန်ကို သူတို့ရဲ့နိုင်ငံအဖြစ်ဘယ်တော့မှလက်မခံခဲ့ကြပါဘူး။ဘာကြောင့်လဲဆိုတော့ခွဲထွက်ခြင်းမပြုခင်တုန်းကဘလူချီစတန်ရဲ့ကာလတ်ဒေသဟာဗြိတိရှအိန္ဒိယရဲ့အစိပ်ပိုင်းမဟုတ်ခဲ့ပါဘူး။ဒါဟာနီပေါ်နဲ့ဘူတန်တို့လိုပဲ ဗြိတိရှ်ဘုရင်မင်းမြတ်နဲ့ဓာတ်ရိုက်စာချုပ်ချုပ်ဆိုရတဲ့နေမည်တစ်ခုဖြစ်ပါတယ်။ဆိုလိုတာကဥပဒေအရအိန္ဒိယရောပါကစ္စတန်မှာဒီနေမည်ကိုတောင်းဆိုပိုင်ခွင့်မရှိခဲ့ပါဘူး။1948ခုနှစ်မှာဗြိတိရှ်အိန္ဒိယကိုဖျက်သိမ်းတဲ့အခါအဲ့ဒီနေမည်ကိုရွေးချယ်စရာအသုံးပြုပေးခဲ့ပါတယ်။အိန္ဒိယနဲ့ပူးပေါင်းမလားပါကစ္စတန်နဲ့ပူးပေါင်းမလားဒါမှမဟုတ်လွတ်လပ်စွာရပ်တည်မလားဆိုပြီးဖြစ်ပါတယ်။ဒါနဲ့ဘလူးချီနေမည်ရဲ့အုပ်ချုပ်သူကာလတ်ဘီယန်ခန်ကလွတ်လပ်ရေးကိုရွေးချယ်ခဲ့ပါတယ်။ ဒါပေမဲ့ပါကစ္စတန်မှာတော့တခြားအစီအစဉ်တွေရှိခဲ့ပါတယ်။မူလကပါကစ္စတန်ဟာကာလရဲ့လွတ်လပ်ရေးကိုအတိအမှတ်ပြုခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအတိအမှတ်ပြုမှတ်ကကြာကြာမခံခဲ့ပါဘူး။၁ရက်တောင်မပြည့်ခင်မှာပါကစ္စတန်ဗိုလ်ချုပ်ကြီးမိုဟာမက်အကဘန်းဟာတပ်ဖွဲ့တွေနဲ့အတူကာလတ်ကိုဝင်ရောက်ခဲ့ပါတယ်။ပါကစ္စတန်ရေတပ်ရဲ့ဖြတ်သိမ်းမှုတွေကို post နီနဲ့ဂျာဝါနီစိတ်ကမ်းတွေမှာချထားခဲ့ပါတယ်။ကာလတ်ကိုပတ်ပတ်လည်ကနေဝိုင်းရံခဲ့ပါတယ်။ ကာလက်ဘီယင်ကန်ကို ကရာချီကိုအတင်းခေါ်ဆောင်သွားပြီးပူပေါင်းရေးစာချုပ်ကိုအတင်းကျပ်လက်မှတ်ထိုးခိုင်းခဲ့ပါတယ်။အဲဒီလိုအတင်းကျပ်လက်မှတ်ရေးထိုးမှုနဲ့တူဒီဒေသတစ်ခုလုံးကိုပါကစ္စတန်ရဲ့အစိပ်ပိုင်းဖြစ်ကျင်းကြခဲ့ပြီးအဲ့ဒီအချိန်ကစပြီးဘလူချီစတန်လို့ခေါ်ခဲ့ပါတယ်။ဘလူချီစတန်ဟာကြောင်မီသွေးရွှေကျင်းနေတဲ့တဘာဝတပ်မွေလို့တဘာဝတယံသာတာတွေအများကြီးကြွယ်ဝပါတယ်။ဒါပေမဲ့ပါကစ္စတန်မှာအစင်းရဲဆုံးဒေသဖြစ်ဆက်လက်တည်ရှိနေသေးပါပဲ တကယ်တမ်းပြောရရင်ဒီတယံဇာတရီရဲ့တန်ဖိုးဟာဒေါ်လာ1 trillion ကျော်ရှိမယ်လို့ခန့်မှန်းရပါတယ်။ဘာကြောင့်လဲဆိုတော့ဒီတယံဇာတရီကနေရတဲ့ဝင်ငွေအများစုဟာ Federal အစိုးရစီဓာတ်ရိုက်ရောက်သွားလို့ပါပဲ။ဒီလိုကောင်းမွန်ဖြတ်တာဟာ Flochistan လွတ်မြောက်ရေးတပ်မတော်ဖွဲ့စည်းပေါ်ပေါက်လာရတဲ့အဓိကအကြောင်းရင်းတစ်ခုဖြစ်ခဲ့ပါတယ်။၂000နှစ်လောက်မှာနမေကျော် Flochi အမျိုးသားရေးခေါင်းဆောင် Gabak Mari Gabak Mari ရဲ့သား Balach Mari က BLA ကိုတည်ထောင်ခဲ့ပါတယ်။ ီအဖွဲ့ဟာပညာတတ်ဘလူချီတက္ကသိုလ်ဘွဲ့ရီဆရာဝန်တွေအင်ဂျင်နီယာတွေနဲ့သတင်းသမားတွေစီကနေတရားမျှတမှုကိုတောင်းဆိုရင်းအလျင်မြန်ထောက်ခံမှုရရှိခဲ့ပါတယ်။ဒါပေမဲ့2008ခုနှစ်မှာဘာလတ်မာရီကအာဖဂန်နစ္စတန်မှာပါကစ္စတန်တပ်ဖွဲ့တွေရဲ့လက်ချက်နဲ့ကြာဆုံးခဲ့ပါတယ်။သူကွယ်လွန်ပြီးနောက်မှာ BLA အတွင်းကဒေါသတွေပိုပြီးပြင်းထန်လာခဲ့ပါတယ်။အခွင့်အရေးတွေအတွက်တိုက်ပွဲကနေလွတ်လပ်ရေးအတွက်အပြည့်အဝတိုက်ပွဲအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ ဒါဆို BLA ကဘာကြောင့်တရုတ်ကိုမုံတာလဲ BLA ရဲ့တိုက်ပွဲကပါကစ္စတန်အစိုးရနဲ့စစ်တပ်ကိုစန့်ကျင်တိုက်ခိုက်နေတာဆိုရင်တရုတ်ကဘယ်နေရာကနေပါဝင်လာတာလဲတကယ်တော့အဖြေကအရန်ယိုရှင်ပါတယ်ခေါင်းပုံဖြတ်ချင်းပါပဲဘလူချစ်စတန်ရဲ့ ቻ ကီဒေတာမှာ ကြီးမားတဲ့ဂျင်းနီနဲ့ရွှေတယံသာတာတွေတွေ့ရှိခဲ့ပါတယ်ဘလူချီလူမျိုးတွေကိုသူတို့ရဲ့မျိုးပေါ်ကနေအကျိုးအမြတ်မရရှိသေးပဲ ပါကစ္စတန်ကတရုတ်နဲ့ဒီတယံဇာတတွေကိုတူးဖော်ဖို့သဘောတူညီချက်ချုပ်ဆိုခဲ့ပါတယ်။ဒီစီမံကိန်းဟာ2000ခုနှစ်မှာတယံဝင်စတင်ခဲ့ပြီး2002ခုနှစ်မှာတရုတ်ကို10နှစ်ငှားရမ်းခဲ့ပါတယ်။အဲဒီအချိန်ကစပြီးငှားရမ်းမှုတက်တန်းကိုတိတ်တဆိတ်တက်တန်းတိုးခဲ့ပါတယ်။ပထမဆုံး2012ခုနှစ်မှာပြီးတော့2018ခုနှစ်မှာထပ်မံတက်တန်းတိုးခဲ့ပါတယ်။မကြာသေးခင်ကတော့တရုတ်ယင်းနှိမ့်မြှုပ်နှံမှုဒေါ်လာ45သန်းရရှိဖို့မျှော်လင့်ချက်နဲ့နောက်ထပ်15နှစ်တက်တန်းတိုးခဲ့ပါတယ်။ ဒီမိုင်းတွင်းကိုယ်တိုင်က အရန်ကြီးပါတယ်။၎င်းမှာခံမှန်းကြီးအဖြစ်ကျင်းနီနဲ့ရွှေ412တန်းတန်ရှိပါတယ်။၂000ခုနှစ်ကနေ2018ခုနှစ်အတွင်းမှာပါကစ္စတန်ကဒီစီမံကိန်းကနေဒေါ်လာ1ဘီလီယံခန့်ရရှိခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့ဒီမှာရက်ဆက်တဲ့အမှန်တရားရှိပါတယ်။ဒီလိုကြွယ်ဝမှုတွေအားလုံးထွက်ရှိနေတဲ့ချာဂီခိုင်ဟာဗလိုချီစတန်ရဲ့အစင်းရဲဆုံးဒေတာတွေကတစ်ခုဖြစ်ဆက်လက်တည်ရှိနေသေးပါပဲ။ ဒါဆိုအဲ့ဒီငွေတွေအားလုံးပဲရောက်သွားလေတရုတ်ကအဲ့ဒီဝင်ငွေတွေရဲ့60ရာခိုင်နှုန်းကိုယူဆောင်သွားပါတယ်ဖက်ဒရယ်ဆိုရက38ရာခိုင်နှုန်းယူပြီးဗလိုချီလူမျိုးတွေမြေပိုင်ရှင်တွေကတော့200ရာခိုင်နှုန်းပဲရပါတယ်ပါကစ္စတန်ယာရှိတွေက CBEC ဟာဘလိုချီစတန်ကိုပါကစ္စတန်ရဲ့ဒူဘိုင်းဖြစ်လာစေမယ်အလောက်ကင်တွေအများကြီးဖန်တီးပေးမယ်ဒေတာစီဝါရေးကိုမြင့်တင်ပေးမယ်လို့ကတိကြီးကြီးမားမားတွေပေးခဲ့ကြပါတယ် ဒါပေမဲ့ပါကစ္စတန်အာဏာပိုင်တွေကအချက်တစ်ချက်ကိုတော့ရှင်းရှင်းလင်းလင်းသိထားပြီးသားပါပဲ။ဘလူချီလွတ်မြောက်ရေးတပ်မတော်ကသူတို့ကိုယုံကြည်မှာမဟုတ်ဘူးဆိုတာပါပဲ။ဒါကြောင့်ယုံကြည်မှုစားသူတို့ကတနက်တွေနဲ့စစ်သားတွေကိုယူဆောင်လာခဲ့ပါတယ်။ထောင်လိုင်းရေးဖွဲ့တွေရဲ့ထောက်ခံမှုနဲ့ပါကစ္စတန်လက်နက်ကင်တပ်ဖွဲ့တွေကိုပြည်သူတွေကိုကာကွယ်ဖို့အတွက်မဟုတ်ပဲတရုတ်ရဲ့ဘီလီယံဒေါ်လာစီမံကိန်းကိုကာကွယ်ဖို့ချထားခဲ့ပါတယ်။အဲဒီနောက်မှာရက်ဆက်ကြမ်းကြုတ်တဲ့ဖြစ်ရပ်တွေဖြစ်ပေါ်ခဲ့ပါတယ်။ ဒေသခံပြည်သူစစ်တွေနဲ့စစ်တပ် unit တွေဟာအရက်သားတွေကိုနှောက်ယှက်တာချင်းချောက်တာပြန်ပေးဆွဲတာတွေလုပ်တယ်လို့စွပ်စွဲခံခဲ့ရပါတယ်။ပါကစ္စတန်ရဲ့ကိုပိုင်အတင်းအဓမ္မပျောက်ဆုံးမှုများဆိုင်ရာစုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့အဆိုအရ2014ခုနှစ်ကတည်းကတရားဝင်မှတ်တမ်းတင်ထားတဲ့အမှုပေါင်း9000ကျော်ရှိပါတယ်။ဒါ့ပြင်မဲ့ဒါကရေခဲတောင်ကြီးတစ်ခုလုံးရဲ့ထိပ်ဖျားလေးပဲရှိပါသေးတယ်။ဒေသခံနဲ့နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေကတော့အမှန်တကယ်အခြေအတွက်က1000ကျော်တယ်လို့ဆိုပါတယ်။ ဒီထဲကမှ2500ကျော်ရဲ့ရုပ်လောင်းတွေကို တွေ့ရှိခဲ့ပြီးနှိပ်စက်ခံထားရတဲ့ကိုလက်အင်္ဂါတွေပျက်စီးနေတဲ့အခြေအနေမျိုးနဲ့စွန့်ပစ်ခံထားရတာတွေဖြစ်ပါတယ်။ပါကစ္စတန်စစ်တပ်ကအသုံးပြုခဲ့တယ်လို့သတင်းရတဲ့နောက်ထပ်နှီးပြဟာတစ်ခုကတော့နေအိမ်တွေကိုမိရှူတာနဲ့ဒေသခံတွေကိုပြန်ပေးဆွဲတာပါပဲ။ဒီဖြစ်ရပ်တွေအားလုံးက BLA ရဲ့ဒေါသကိုပိုပြီးတောက်လောင်စေခဲ့ပြီးသူတို့ဟာတရုတ်စီမံကိန်းတွေကိုအရင်ကထက်ပုံမှုပြင်းထန်စွာတိုက်ခိုက်လာခဲ့ပါတယ်။ 2018ခုနှစ်မှာသူတို့ရဲ့အသေးခံဖွဲ့တွေဟာ Delbaldin မြို့မှာရှိတဲ့တရုတ်အင်ဂျင်နီယာတွေလိုက်ပါလာတဲ့ရင်ကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီအင်ဂျင်နီယာတွေဟာ SDA ကျင်းနီရွှေရင်းစီမံကိန်းမှာအလုပ်လုပ်နေကြတာပါ။ဒီတိုက်ခိုက်မှုမှာတရုတ်နိုင်ငံသားအနည်းဆုံး5ဦးထဏ်ရန်ရခဲ့ပါတယ်။လာနိုင်ငံကျမှာ BLA ကပိုပြီးအဆင့်မြင့်တဲ့လုပ်ရက်တွေကိုလုပ်ခဲ့ပါတယ်။စစ်သွေးကြွတွေဟာနိုင်ငံရဲ့အလုံးကျုံဆုံးတန်တမန်အဆောက်အုံတွေကတစ်ခုဖြစ်တဲ့ကရာချီမြို့ရှိ တရုတ်ကောင်စစ်ဝင်ရုံကိုဝင်ရောက်စီးနှင်ခဲ့ပါတယ်။တိုက်ခိုက်သူတွေကိုချိန်မုံနိုင်ခဲ့ပြီးတရုတ်တန်တမန်တွေထိခိုက်မှုမရှိခဲ့ပေမဲ့ဒီဖြစ်ရပ်ကအစ္စလာမဘတ်နဲ့ဘေကျင်းနှစ်ခုစလုံးကိုထိတ်လန့်စေခဲ့ပါတယ်။2022ခုနှစ်ကိုအမြန်သွားကြည့်ကြရအောင်။ကဘာကအလှည့်ပြောင်းတစ်ခုကို တွေ့မြင်ခဲ့ရပါတယ်။ဘလူချီအမျိုးသမီးငယ်တူတက္ကသိုလ်ကျောင်းသူတူဟာကရာချီတက္ကသိုလ်အပြင်ဘက်က finger disease ရှောက်သွားပြီးအသေးခံဘုံခွဲခဲ့ပါတယ်။ ရုတ်ဘာမခ3ဦးနေရမာရင်သေဆုံးခဲ့ပါတယ်။2024ခုနှစ်မှာတော့အသေးခံဘုံကျဲသမားတဦးဟာရေအားလျက်စစ်စီမံကိန်းမှာအလုပ်လုပ်နေတဲ့တရုတ်အင်ဂျင်နီယာတွေလိုက်ပါလာတဲ့ရင်နှန်းကိုဝင်တိုက်ခဲ့ပြီးတရုတ်5ဦးသေဆုံးခဲ့ပါတယ်။တိုက်ခိုက်မှုတွေကဆက်လက်မြင့်တက်လာခဲ့ပြီးတရုတ်ကသူတို့ရဲ့ချင်းကပ်ပုံကိုတန်တမန်ရေးရာနဲ့လျှို့ဝှက်ပေးချေမှုတွေကနေအစ္စလာမဘတ်ကိုတရုတ်စီမံကိန်းတွေနဲ့ဝန်ထမ်းတွေကိုကာကွယ်ဖို့အတွက်ဘာပဲဖြစ်ဖြစ်လုပ်ရမယ်လို့လျှို့ဝှက်ဖိအားပေးတာဖြစ်ပြောင်းလဲခဲ့ပါတယ်။ 2024ခုနှစ်မေလမှာပါကစ္စတန်သတင်းသား Business Recorder ကသတင်းကြီးတစ်ခုကိုထုတ်ပြန်ခဲ့ပါတယ်။တရုတ်ကပါကစ္စတန်ကို Balochistan ပေါ်အာဇပ်ဆပ်စစ်စင်ရေးလိုမျိုးစစ်ရေးစစ်စင်ရေးအပြည့်စုံဆောင်ရွက်ဖို့တောင်းဆိုခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။အဲဒီစစ်စင်ရေးဟာအရက်သားတွေထိခိုက်မှုများပြားတဲ့စစ်စင်ရေးတစ်ခုပါ။ဒါ့ပြင်နိုင်ပိုင်းအတွင်းမှာပဲအဲဒီသတင်းကသတင်းစာရဲ့ website ကနေထူးဆန်းစွာပျောက်ကွယ်သွားခဲ့ပါတယ်။ ာနာပိုင်တွေကသူတို့ရဲ့အစည်းအဝေးကိုပြည်သူတွေမသိစေချင်လို့ဖြစ်နိုင်ပါတယ်။ဒါပေမဲ့ရက်တဘတ်အနေငယ်အကြမ်းမှာပါကစ္စတန်အစိုးရက နိုင်ငံကိုတည်ငြိမ်စေဖို့အတွက်အဆုံးဖြတ်ပေးတဲ့လုပ်ရက်ဖြစ် Operation Azam E Istakam ခိုင်မာတည်တဲ့ဆက်ဆံရေးလို့ခေါ်တဲ့စစ်ရေးလှုပ်ရှားမှုအသစ်တစ်ခုကိုကြေညာခဲ့ပါတယ်။ဒါပေမဲ့ပြည်သူတွေကတော့မယုံကြည်ခဲ့ပါဘူး။အထူးသဖြင့်ဘလူးချီရက်ဖတ်လူအဖွဲ့စည်းနဲ့လူအခွင့်ရေးအဖွဲ့ဖွဲ့ရီစီကနေကြီးမားတဲ့ဆန့်ကျင်မှုတွေပေါ်ပေါက်ခဲ့ပါတယ်။ ဝေဖန်မှုတွေမြင့်တက်လာတဲ့အခါအစိုးရကသူတို့ရဲ့ message ကိုအလင်းမြန် short ချခဲ့ပြီးအာဇမ်အီအစ္စတခန်ဟာအပြည့်အဝစည်ရေးထိုးစစ်မဟုတ်ပဲပြစ်မှတ်ထားတဲ့ထောင်လန်းရေးအခြေပြုစစ်ဆင်ရေးတစ်ခုသာဖြစ်တယ်လို့ပြောခဲ့ပါတယ်။ပါကစ္စတန်အစိုးရမှာတော့ကွဲပြားတဲ့ဇာတ်လမ်းတစ်ခုရှိပါတယ်။အိန္ဒိယအစိုးရက PLA ကိုထောက်ပံ့နေတယ်လို့စွပ်စွဲပါတယ်။ဘလူချစ်စတန်ပေါ်စာနာလို့တော့မဟုတ်ပါဘူး။အစ္စလာမဘတ်ရဲ့အမြင်အရအိန္ဒိယက CBEC ရဲ့အောင်မြင်မှုကိုလက်မခံနိုင်လို့ပါတဲ့။ ဒီအဆိုအရတရုတ်ပါကစ္စတန်စီးပွားရေးစဉ်ကြံပြီးသွားရင် ပါကစ္စတန်ရဲ့စီးပွားရေးကို မြင့်တင်ပေးနိုင်ပြီးအိန္ဒိယတို့မဟာဗျူဟာမြောက်ချင်းချောင်းမှုဖြစ်လာနိုင်တယ်လို့ဆိုပါရယ်တကယ်တော့ Zafa Express ယထာပြန်ပေးဆွဲခံရပြန်ပေးဆွဲခံရမှုလို့ဖြစ်ရတွေဖြစ်ပြီးနောက်မှာပါကစ္စတန်ကအာဖဂန်နစ္စတန်နဲ့အိန္ဒိယနှစ်နိုင်ငံစလုံးကိုအလှည့်အမြန်ဆွဆွဲခဲ့ပါရယ်ဒါပေမဲ့ဒီဆွဆွဲချက်ကတည်တည်ချာချာစစ်ဆေးကြည့်တဲ့အခါအတိမပြုတ်နိုင်ပါဘူးလွတ်လပ်တဲ့လေလာဆန်းစစ်သူအများစုကတော့ ် BLA ကောင်းဆောင်မှုဟာပါကစ္စတန်အတွင်းကနေလှုပ်ရှားနေတာဒါမှမဟုတ်အာဖဂန်နစ္စတန်မှာအမြင့်တွင်နေတာလို့ထောက်ပြကြပါဗျ။သူတို့ဟာအာဖဂန်နစ္စတန်နဲ့မြန်မာအချိန်ဖြုန်းခဲ့ကြတာဖြစ်နိုင်ပေမယ့်အိန္ဒိယဟာဗလူချီစတန်နဲ့နယ်နိမိတ်ချင်းမထိဆက်သလိုရင်ကျေးမှုအရာလည်းပတ်သက်မှုမရှိတာကြောင့်ဓာတ်ရိုက်ထောက်ပံ့မှုဆိုတာထောက်ပံ့ပို့ဆောင်ရေးအရာခက်ခဲပြီးမဟာဗျူဟာရမဖြစ်နိုင်ပါဘူး။အီရန်ကပထဝီဝင်အရာပုံနှိမ့်ဆက်ပြီးဗလူချီစတန်နဲ့ရှေ့လျားတဲ့နယ်နိမိတ်ချင်းထိဆက်နေပေမယ့်အဲ့ဒီမှာတော့ရင်ကျေးမှုကွာခြားမှုနဲ့ အီရန်ဗလိုချီလူမှုအတိုင်းဝိုင်းကပြည်ရင်းခုခံမှုတွေကြောင့်အပြည့်အဝထောက်ပံ့ဖို့ရှုတ်ထွေးစီပါတယ်။ဒါဆိုအာဖဂန်နစ္စတန်ရဲ့တာလီဘန်အစိုးရကပဲဖြစ်နိုင်ခြေရှိပေမဲ့အတီမပြုတ်အတီမပြုတ်နိုင်သေးတဲ့အခန်းကဏ္ဍတစ်ခုအဖြစ်ကျန်ရှိနေပါတယ်။တာလီဘန်နဲ့ပါကစ္စတန်ကြားတင်းမာမှုတွေကလည်းအထူးသဖြင့်နယ်စပ်ပြဿနာတွေနဲ့ပတ်သက်ပြီးမြင့်တက်လာနေပါတယ်။ဖြစ်နိုင်ခြေရှိပေမဲ့ထပ်မံပြီးပြောရရင်တော့ဘာမှခိုင်မာမှုမရှိပါဘူး။တစ်ချိန်တည်းမှာပဲ ကာရာဆန်ဒိုင်ယာရီကသတင်းသမားတဦးဖြစ်တဲ့ MDS Barlodge ကပိုပြီးခိုင်မာတဲ့ theory တစ်ခုကိုပေးထားပါဗျ။ BLA ဟာသူတို့ရဲ့ရန်မုံငွေအများစုကိုပါကစ္စတန်ရဲ့နှာခေါင်းရှေ့မှာရင်ကြီးထွားနေတဲ့မြောက်စီဝါရေးဖြစ်တဲ့ဘလူချီစတန်ကတရားမဝင်ကြောင်မိသွေးတူးဖုံမှုတွေကနေရရှိတယ်လို့ဆိုပါတယ်။ဒီအကြောင်းကြောင့်ပဲလွန်ခဲ့တဲ့နှစ်နိုင်ငံတွင်းမှာပါကစ္စတန်စစ်တပ်ဟာ BLA ရဲ့လှုပ်ရှားမှုတွေကိုရပ်တန့်ဖို့လက်တွေ့ကျကျစွမ်းဆောင်နိုင်မှုမရှိတော့ပါဘူး။မကြသေးခင်ကအကြမ်းဖက်ဆုံးတိုက်ခိုက်မှုတွေကတခုကတော့ ဇာဖာ Express ယထာပြန်ပေးဆွဲမှုပါပဲ2025ခုနှစ် match လ17ရက်နေ့မှာပုံမှန်ခီးတဲ့တင်ယထာဖြစ်တဲ့ဇာဖာ Express ဟာပွေတာကနေပေရှာဝါကို လူ400ကျော်တင်ဆောင်ပြီးသွားနေစဉ်မှာအားလုံးပြောင်းလဲသွားခဲ့ပါတယ်ခရီးစဉ်တစ်ဝက်လောက်မှာ Blochistan ရဲ့ကြမ်းတမ်းတဲ့ Blogan Data မှာမိယထာလန်ရဲ့ဒစိမ့်ပိုင်းကို ဖောက်ခွဲခဲ့တာကြောင့်ယထာရက်တန့်သွားခဲ့ပါတယ်မင်းပိုင်းတွင်မှာပဲလက်နက်ကိုင် BLA အဖွဲ့ဝင်80ကျော်ဟာယထာကိုဝိုင်းရံခဲ့ကြပါတယ် ။ BLA ကချက်ချင်းတာဝန်ယူကြောင်းကြေညာခဲ့ပြီးကြောင်းမဖွဲကောင်းတဲ့နှုတ်မိတ်တစ်ခုထုတ်ပြန်ခဲ့ပါရ။48ရက်အတွင်းသူတို့ရဲ့နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးပါ။မဟုတ်ရင်ခရီးသည်တွေကိုတပ်ပစ်မယ်လို့ချိန်ချောက်ခဲ့ပါရ။အဲဒီနောက်မှာနိုင်ရီ30ကြာဝိုင်းရံမှုဖြစ်ပွားခဲ့ပါရ။ဒါပေမဲ့လူတိုင်းကပြစ်မှတ်မဟုတ်ပါဘူး။တဲ့ရင်တွေရအမျိုးသမီးတွေကလေးတွေနဲ့တက်ကြီးတွေကိုတွေဘလို့ချီဒေတာခံတွေကိုပါအန်ရရမရှိပဲထွက်ခွာဝင်ပြုခဲ့ပါဗါဒါပေမဲ့နောက်ဆုံးစီးရင်မှာ အနည်းဆုံး32ဦးတိတ်ဆုံးခဲ့ပြီးအဲ့ဒီထဲမှာလုံခြုံရေးဝန်ထမ်း22ဦးစစ်သား4ဦးနဲ့အရက်သား6ဦးပါဝင်ပါတယ်။ BLA စစ်သွေးကြ33ဦးလုံးလည်းတိတ်ဆုံးခဲ့တယ်လို့သတင်းရရှိပါတယ်။ဒီဖြစ်ရပ်ကပါကစ္စတန်ရဲ့လုံခြုံရေးနဲ့ထောက်လန်းရေးချို့ယင်းချက်တွေကိုထုတ်ဖော်ပြသလိုက်တာပါပဲ။ဒါပေမဲ့ BLA ရဲ့အပြင်းထန်ဆုံးလှုပ်ရှားမှုကတော့2025ခုနှစ်မေလ17ရက်နေ့မှာဖြစ်ခဲ့ပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်အပြစ်ခတ်ရက်စဲပြီးရက်အနှဲငယ်ကြာမှာ ဘလူချီလွတ်မြောက်ရေးတပ်မတော်ကဘလူချီစတန်ဒေတာ50တနေရာကျော်မှာတပြိုင်နက်တည်းတိုက်ခိုက်မှု82ကြိမ်ပြုလုပ်ခဲ့ကြောင်းကြေညာခဲ့ပါတယ်။ဒါတွေကဂျပန်တိုက်ခိုက်မှုတွေမဟုတ်ပါဘူး။သူတို့ဟာပါကစ္စတန်စစ်ဘက်အခြေစိုက်စခန်းတွေ IS လုံခြုံရေးအိမ်တွေရဲစခန်းတွေအဓိကတင်ရန်သာတာတည်ယူပို့ဆောင်ရေးလမ်းကြောင်းတွေနဲ့မဟာဗျူဟာမြောက်အဝေးပြေးလမ်းမတွေတခြားအခြေခံအဆောက်အုံတွေကိုပိတ်မှတ်ထားခဲ့ပါတယ်။ BLE ပြောခွင့်ရပုဂ္ဂိုလ် GN Balloch ရဲ့အဆိုအရဒါဟာတိုက်ခိုက်ရေးလေ့ကျင့်ခန်းတစ်ခုဖြစ်ပြီး ရန်သူရဲ့နေရာတွေကိုဖျက်ဆီးအောင်တာမကသူတို့ရဲ့မြေပြင်ထိန်းချုပ်မှုပူးပေါင်းဆောင်ရွက်မှုနဲ့အနာဂတ်မှာပိုကြီးတဲ့ပဋိပက္ခတွေအတွက်တိုက်ခိုက်ရေးအဆင်သင့်ရှိမှုကိုစမ်းသပ်ခြင်းလည်းဖြစ်ပါတယ်။ပြီးတော့အမှန်တကယ် message ကပါကစ္စတန်ကိုမဟုတ်ဘဲအိန္ဒိယကိုဖြစ်ပါတယ်။ GND Baloch ကမေလ17ရက်နေ့သတင်းထုတ်ပြန်ချက်မှာပါကစ္စတန်စီကငြိမ်းချမ်းရေးနဲ့အပြစ်ခတ်ရစရေးဆိုင်ရာစကားပြောဆိုမှုတိုင်းဟာလှည့်ပြားမှုဖြစ်တယ်လို့ကြေညာခဲ့ပါတယ်။ အိန္ဒိယအနေနဲ့ဒီအကြမ်းဖက်နိုင်ငံကိုဖယ်ရှားဖို့ဆုံးဖြတ်မယ်ဆိုရင် BLA ဟာအနောက်ဘက်နယ်စပ်ကနေတိုက်ခိုက်မှာဖြစ်ပြီးအဲ့ဒီမစ်ရှင်တွက်စစ်ဘက်လက်နက်အဖြစ်ပါကစ္စတန်ကိုအရှိနဲ့အနောက်နှစ်ဖက်လုံးကနေခြေမုံမှုအသင့်ရှိတယ်လို့ပြောကြားခဲ့ပါတယ်။ဒါပေမဲ့လည်းဘလူချီစတန်ရဲ့အရေးပါတဲ့တီနီယာနဲ့အဲ့ဒီမှာရှိတဲ့ကြွယ်ဝမှုတွေကိုထည့်တွက်ကြည့်ရင်တရုတ်ကအလွယ်တကူလက်လျှော့မှာမဟုတ်ပါဘူး။သူတို့ဟာပါကစ္စတန်မှာရှိတဲ့အခြေအနေကို ထိန်းချုပ်ဖို့နီလန်အစ်စ်တွေကိုရှာဖွေပါလိမ့်မယ်။ဒါပေမဲ့အခုအကြီးမားဆုံးမိကွန်းကတော့ တရုတ်ကဒီရှုံးနိမ့်မှုကိုလက်ခံမလားဒါမှမဟုတ် BLA ကိုဘလို့နီးလန်းမျိုးနဲ့မှထိန်းချုပ်နိုင်မလားဆိုတာကိုတော့အချိန်ကသာပြောပြပါလိမ့်မယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ